ားလုံးပဲမင်္ဂလာပါဗျာ Rashford ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Manchester United အသင်းနဲ့တင်းနေထွက်ပေါ်လျက်ရှိတဲ့တိုက်စစ်ကစားသမားအချို့ရဲ့အကြောင်းလေးတွေကိုစူးစီးတင်ဆက်ပေးလိုက်ပါတယ်ဗျာ Manchester United အသင်းဟာ Matias Cunha ကိုခေါ်ယူခဲ့ပြီးနောက် Brian Aubameyang ကိုဝယ်ယူဖို့ဆက်လက်ကြိုးစားနေသေးပဲဖြစ်ပါတယ် Brian Aubameyang ကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင်လည်း United တို့အနေနဲ့နောက်ထပ်လုံမာကပြိုင်ပွဲအသင်း defensive line ကို press လုပ်နိုင်ပြီးအသင်းပေါ်တွေကိုနေရာလွတ်တွေရှာပေးနိုင်မဲ့ ရလာတဲ့အခွင့်အရေးတွေကိုကိုရီအဖြစ်ပြောင်းပေးမယ်တိုက်စင်မှုတယောက်ပါပဲ United တို့ ਨੇ အဓိကသတင်းတွေထွက်ပေါ်လျက်ရှိတဲ့တိုက်စင်မှုတွေကတော့ Victor Osimhen, Victor Gyökeres, Hugo Ekitike တို့ဖြစ်ပြီး Jean Philippe Martinez, Jonathan David တို့ ਨੇ ပါသတင်းတွေထွက်ပေါ်လျက်ရှိနေတာပါ Victor Osimhen ကတော့ Galatasaray တက်ပြီးခဲ့တဲ့ရာသီပြိုင်ပွဲဆုံး42ပွဲကစား38ဂိုးသွင်း9လုံးအဆစ်လုပ်ထားနိုင်ခဲ့ပါတယ် 2025ဒီဇင်ဘာမှာအသက်29ပြည့်မှာဖြစ်ပြီးခမ်းမန်းပြောင်းရွှေ့ကြီးတန်ဖိုးကတော့ရူ85တန်ပဲဖြစ်ပါတယ်။အရက်6ပေတလက်မှရှိပြီးဂိုးသွင်းလဲကောင်းတဲ့တိုက်စစ်မှုတစ်ယောက်ပါ။တူရကီလီမှာတမကအီတလီလိမ့်မှာပါ။နာပိုလီအတင်းတဲ့သူဒါကိုတက်တည်ပြထားပြီးဖြစ်ပါတယ်။ကြားသိရတဲ့သတင်းတွေအရအော်စီမန်လိုချင်တဲ့လောက်ခလာသာမြန်မာနေမှုက United တို့အတွက်အဟန့်အသားတစ်ခုဖြစ်နေခဲ့တာပါ။လောက်ခလာသာညှိနှိုင်းမှုအဆင်ပြေပြီး United ကိုရောက်အောင်ခေါ်နိုင်မလားဆိုတာတော့စောင့်ကြည့်ရမယ်ဗျာ။ စပိုတင်းမှာခြေစမ်းပြခဲ့တဲ့ပီတာယော့ခရက်ကတော့ပြီးခဲ့တဲ့ရာသီမှာ58ဂိုးအတွင်း12လုံး assist လုပ်ထားနိုင်ခဲ့ပါတယ်။မန်ယူနီးပြအမိုရင်းရဲ့နီးပြမှုအောက်မှာကစားခဲ့ဘူးလို့ United ကိုရောက်နိုင်ခြေရှိကြောင်းသတင်းတွေပေါ်ထွက်ခဲ့ပေမဲ့ကစားသမားအနေနဲ့ကတော့ Arsenal အသင်းကိုသာပြောင်းကျင်နေဆိုတဲ့ rumors တွေလည်းထွက်ပေါ်လျက်ရှိပါတယ်။စပိုတင်းအနေနဲ့ယော့ခရက်တွေ Rio 80နဲ့တန်းတရာကြာအလိုရှိနေကြောင်းလည်းကြားသိရပါတယ်။ လာမယ့်ရာသီဥရောပပြိုင်ပွဲတွေပါဝင်နိုင်ခြင်းမရှိတာက United တို့အတွက် York Crash ကိုခေါ်ယူရမှာအဟန့်တာတစ်ခုဖြစ်နေခဲ့တာပါ။ဒါကြောင့်ဒီပြောင်းရွှေ့ကဖြစ်နိုင်ခြင်းနဲ့ပြီး United တို့အနေနဲ့အခြားတိုက်စစ်မှုတွေကိုပဲခေါ်ယူရန်ပြင်မှတ်ထားလာကြောင်းသတင်းတွေအရသိရပါတယ်။ Hugo Akitiki ကတော့ front back အသင်းအတွက်ပြီးခဲ့တဲ့ရာသီပြိုင်ပွဲစဉ်48ပွဲကစား22ဂိုးသွင်း12လုံး assist လုပ်ထားနိုင်ခဲ့ပါတယ်။ ဖရန့်ဘက်အသင်းဘက်ကတော့အသက်23နှစ်အရွယ်ဆိုပါတိုက်စစ်ကစားသမားအတွက်ရူတန်တရာကန်လောက်အလိုရှိနေခဲ့တာဖြစ်ပါတယ်။အရက်6ပီ3လမ်းမှရှိပြီးအထောင် တိုက်စစ်နေရာသမကတောင်ပန်းဒီမှာပါကစားနိုင်ပါသေးတယ်။ပြောင်းရွှေ့ကြီးရူတန်တရာဟာငွေကြေးစည်းစစ်သုံးဆွဲနေတဲ့ United တို့အဖို့အခက်အခဲတစ်ခု ဖြစ်လာပေမဲ့ဒီပြအမိုးရင်ကြိုက်တဲ့အချက်တွေရှိနေတဲ့ကစားသမားမလို့ရအောင်ခေါ်ယူသွားမလားဆိုတာတော့စောင့်ကြည့်ရမယ်ဗျာ။ Crystal Palace ရဲ့တိုက်စင်မှုမာတီတာကို United တို့ကစိတ်ဝင်စားနေတယ်ဆိုတော့ rumors တွေလည်းထွက်ပေါ်လျက်ရှိပါတယ်။မာတီတာတော့ပြီးခဲ့ရသည့် Crystal Palace အတွက်ပြိုင်ပွဲဆုံး46ပွဲကစား18ဂိုးသွင်း၄လုံး assist လုပ်ထားနိုင်ခဲ့ပါတယ်။လာမယ့်ရက်ပိုင်းတွင်အသက်28ပြည့်မှာဖြစ်ပြီးဖြစ်နိုင်ခြေပြောင်းရွှေ့ခြေကတော့ Euro 340ကံပဲဖြစ်ပါတယ်။အရက်6ပေ3လက်မှရှိပြီး Premier League အတွေ့အကြုံလည်းရှိထားပြီးဖြစ်လို့ United တို့အနေနဲ့နောက်ထပ်ရွေးချယ်စရာတစ်ခုအဖြစ်ရှိနေတာပါ။ မန်ချက်စတာယူနိုက်တက်အနေနဲ့နောက်ထပ်ခေါ်ယူနိုင်ခြင်းရှိနေတာကပြင်သစ်ကလည်းလီလာသင်းကနေအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရရှိနိုင်မဲ့တိုက်စစ်ကစားသမားဂျွန်နသန်ဒေးဗစ်ပဲဖြစ်ပါတယ်။အသက်25နှစ်အရွယ်ရှိပြီးလီလာသင်းတွင်ပြိုင်ပွဲသုံး49ပွဲကစား25ဂိုးသွင်းဆယ်နှလုံးအဆစ်လုပ်ထားနိုင်ခဲ့တာပါ။အကျက်၅ပြီ၈လက်မှသာရှိလို့အမိုရင်အတွက်အကြိုက်နေနိုင်ပေမဲ့ပုံမှန်ခြေစမ်းရှိပြီးဂိုးတွေလည်းတွင်းနိုင်တာမို့ယူနိုက်တက်တို့အတွက်ဖြစ်နိုင်ခြေရှိတဲ့အပြောင်းအရွှေ့တစ်ခုလို့ဆိုရမှာပါ။ မန်ချက်စတာယူနိုက်တက်အားပေးသူညီကိုတွေလည်းအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ဖြစ်မြင်ယူဆချက်လေးတွေဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ဗျာကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ